1989ခုနှစ်အတွဲကြာသာပရိသတ်သမီးရဲ့နှစ်သစ်အထူးဟော့စတယ်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်ကြာသာပရိသတ်သမီးတွေအတွဲအလောက်ကိုင်းကိစ္စတွေစီးပွားရေးငွေရေးကြေးရေးကျန်းမာရေးအခြေရေးပညာရေးအစားရှောင်းရံဆောင်းရံရှောင်းရံလေးနဲ့ပြုလုပ်ရမယ့်ရေဒီယာလေးတွေကအစားတစ်ခုချင်းဆက်မနေနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်။ တော့ဒီနှစ်မှာဇာတာပရိသသမီးတွေရဲ့ကံအန္တရာကိုကြည့်လိုက်တဲ့အခါမှာကံကောင်းတဲ့နှစ်လို့တော့ပြောလို့ရပါတယ်။ဒါပေမဲ့ဆင်မပြောချင်တာကတော့ဇာတာပရိသသမီးတိုင်းတော့ကံကောင်းနေတာမျိုးတော့မဟုတ်နေပြန်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့လူတိုင်းလူတိုင်းမှာသူ့ရဲ့တက်ရောက်ကံကြမ္မာဆိုတာလေးတွေရှိရဲ့ပေါ့နော်။မိမိတို့ရဲ့အသက်အပိုင်းခြားမှာမိမိတို့ရဲ့မွေးနဲ့ဇာတာပရိနဲ့ကတိုင်ထိပ်ရောက်တဲ့သူတွေအတွေ့ နော်အရာရာအဆင်ပြေတာမျိုးဒီနှစ်အတွက်တော်တော်များများကြာတာပရိသတ်သမီးတွေကံကောင်းတဲ့အထဲမှာတော့ပါတယ်ဒါပေမဲ့မိတို့ရဲ့တက်ရောက်မှာနော်မိတို့ရဲ့မွေးနံကတိုင်ချေရောက်နေတာနှိပ်ပြမိတာဘုံမိကြတဲ့နှစ်တွေကိုရောက်ရှိနေတဲ့သူတွေအတွက်ကတော့ အာလက်ရှိ hostel ကြီးကတော့အရာအားလုံးတော့เนาะအဆင်ပြေနေမှာမဟုတ်တချို့အရာတွေမှာအခက်အခဲလေးတွေအဆင်မပြေမှုလေးတွေရှိမယ်အဲ့တော့ကြာသာပြေးသာသမီတိုင်းအကုန်လုံးအတွက်တော့ဒီ hostel ကြီးကတော့ဒါအာလူတိုင်းအတွက်တော့မဟုတ်နေဘူးတချို့သူတွေမှာကံစရာနှိမ့်တဲ့သူတွေရှိရဲအဲ့တော့ဒီတတော်များများတော့ရာဂိုင်းလုံးတစ်ခုတော့မှန်မိုးတော့အားများတယ်ပေါ့เนาะဒါဘာကြောင့်လဲဆိုတော့ဒီလက်ရှိနှစ်ကဲ့ ဇာတာပရိသသမီးတွေရဲ့ကံစရာအစိပ်ပိုင်းလေးတွေကိုတခုချင်းစီဆံမပြပြပေးသွားမယ်အဲ့ဒီထဲမှာကိုယ်အတွက်နိုင်နာမယ်အကြောင်းအရာလေးတွေနော်ပြုလုပ်ရမယ်အကြောင်းအရာလေးတွေဆောင်ရချောင်လေးတွေလိုက်နာပြီးတော့ပြုလုပ်ပြောဆိုသွားမယ်ဆိုရင်ခက်ခဲမှုတွေလွတ်မြောက်မယ်နော်အဲ့တော့ဒီနေ့မှာဆိုရင်ဇာတာပရိသသမီးတွေရဲ့လုပ်ငန်းစည်းဝါးပိုင်းလေးတွေကိုစတင်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ် ဲ့တော့ဒီနှစ်အတွက်လုပ်ငန်းစီးပွားပိုင်းနဲ့အားအပြောင်းလဲတွေခြားရေကနေပြီးတော့အပြောင်းလဲတွေပြုလုပ်ခြင်းတိုးတက်လာတာမျိုးတွေတော့ရှိမယ်လက်ရှိလုပ်ငန်းတွေပြင်ပြောင်းလဲလုပ်ကိုင်ရတာမျိုးတွေကြုံတွေ့ရမယ်လုပ်ငန်းတစ်တွေပေါ်မယ်စိတ်ကူးကြံစီတစ်တွေပေါ်မယ်မိမိတို့ရဲ့စူးစမ်းအားထုတ်မှုကြောင့်အောင်မြင်မှုရရှိမဲ့အနေထားမှာရှိရဲ။เนาะဘာပဲလုပ်လို့ရှင်ပြိုင်မှုလေးတွေအတိုက်ခံလေးတွေရင်ဆိုင်ကြုံတွေ့ပြီးမှအဆင်ပြေပါလိမ့်မယ်เนาะ။ကို့မနာတော်တာလေးတွေရှင်ပြိုင်မှုလေးတွေအတိုက်ခံလေးတွေကတော့ဒါ မိမိတို့ရဲ့လုပ်ငန်းပိုင်းထဲမှာဒါချိန်မဟုတ်တဲ့ချိန်ပေါ့နော်ကြုံတွေ့နေရပါလိမ့်မယ်အဲ့တော့လုပ်ငန်းပိုင်းတွေကိုလုပ်တဲ့နေရာမှာမိမိတို့အနေနဲ့ဒီနေ့ပိုင်းထဲမှာကံဝဉဏ်အားကံအားပေါ့နော်ဝိရိယအားစိုက်ထုတ်ပြီးတော့အကျိုးစားလုပ်ကြရမယ့်အနေထားမှာတော့ရှိရဲမိတ်ဆွေအကောင်းတွေရဲ့အကူအညီထောက်ပံ့ ရရှိတာမျိုးလေးတွေလူမျိုးသားဘာသာကြောင့်အဆင့်တန်းရှိသူတွေအကူအညီထောက်ပံ့ကောင်းတွေရရှိတာမျိုးလေးတွေကြုံတွေ့ရမယ်။ဒါပေမဲ့တချို့လားတွေမှာခက်ခဲမှုလေးတွေရှိမယ်။အခက်ခဲကြတဲ့ရနေပြီးတော့လည်းအဆင်ပြေလာလိမ့်မယ်ပေါ့နော်။တချို့လားတွေမှာဆိုထင်သလားတော့လုပ်ငန်းတော့ကောင်းမနေဘူးစီးပွားမဖြစ်နေတာမျိုးတွေရှိမယ်။အဲ့တော့ဒီတနစ်တာကာလအတွင်းမှာလားစင်လားတိုင်းပေါ့စီးပွားရေးကတော့တိုးတက်နေတာမျိုးမဟုတ်ဘူး။တချို့လားတွေမှာအခက်ခဲထင်းငုံလေးတွေရေဆိုင်ကြုံတွေ့ရလိမ့်မယ်ပေါ့နော်။အဲ့လိုမျိုးလောဘကြီးလို့မရဘူးဖြက်လန်းလန်းလို့ လိုက်လို့မရဘူးပေါ့နော်ရင်းနှီးမြုပ်နေတဲ့လုပ်တွေတတိထားပြုလုပ်ရမယ်နှစ်ပါနော်နောက်ပြီးတော့ဒီနေ့ပိုင်းထဲမှာပေါ့စီးပွားရေးပိုင်းပြုလုပ်တဲ့နေရာမှာအာမိမိတို့အနေနဲ့ပေါ့နော်ဒါခံလန်းနေတဲ့စီးပွားရှာနေတဲ့သူတွေအထူးတတိထားမယ်နှစ်ပါနော်ဒီနေ့မှလုပ်ငန်းစည်းဝါကိုတမအားစည်းဝါကြကြလုပ်ငန်းစည်းဝါလုပ်မယ်ဆိုရင်အောင်မြင်တို့တက်မဲ့နှစ်ပါနော်အာဖက်ဖက်ကနေပြီးတော့နော်ကိုရဲ့နော်ဒီထောက်ပံ့ပေးမဲ့သူလေးတွေအကြံကောင်းလေးတွေပေါ်လာမယ်ဒါပေမဲ့ နော်ဒါကိုဒူးကိုချုံပြီးတော့ပဲရက်တရမယ်မိတို့မှအားကိုလို့မရဘူးလူယုံထားလို့မရဘူးလုပ်ငန်းပိုင်းနေမှာပေါ့နော်အဲ့လိုမျိုးလေးရောရှိမယ်အဲ့တော့လုပ်ငန်းတင်စတင်ပြီးတော့လုံမဲ့သူတွေအတွဲဒီနေ့မှာဘယ်လိုလုပ်ငန်းတွေနဲ့ကြိုးပေးမလဲဆိုတော့ကြာသာပေးတဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းစနေနေ့တောက်ကြာနေတဲ့ပတ်သက်တဲ့လုပ်ငန်းအင်ကာနေတဲ့ပတ်သက်တဲ့လုပ်ငန်းတွေအချို့ပြုတယ်ဒီလုပ်ငန်းတွေနဲ့စီးပွားရေးတွဲလုပ်ပါဒီလုပ်ငန်းလုပ်နေတဲ့သူတွေအောင်မြင်နိုင်မယ်ပေါ့နော် အဲ့တော့ကြာသာပရင်းနိုင်ငံကတော့ပွဲရုံလုပ်ငန်းလေးတွေပွဲစားလုပ်ငန်းပရိဘောကပန်းရောင်းတာမုံရောင်းတာပယ်ပွဲစားမြေပွဲစားပေါ့နော်အဲ့ဒီလုပ်ငန်းတွေပန်းလုပ်ငန်းတွေနောက်အထက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းငွေအရင်းနှီးမပါဘဲနဲ့ကိုယ့်ရဲ့ဉာဏ်စွမ်းအထက်ပညာပိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဲ့ဒါတွေအချို့ပြုနေပါတယ်နော်နောက်ထပ်အထက်လုပ်ငန်းဓာတ်ဆီဒီဇယ်ပေါ့နီးပညာနဲ့ပတ်သက်တဲ့လုပ်ငန်းနိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းနိုင်ငံနိုင်ငံခြားကံခီးစင်တွေပေါ့နော်အချို့ပြုနေပါတယ် နောက်ထပ် hotel နဲ့ခီးသွားလာရေးလုပ်ငန်းသူတန်သည့်လုပ်ငန်းတည်တည်လုပ်ငန်းနေနောက်ထပ်စက်တူလုပ်ငန်းနေ စားတောက်ကွန်စတိုးဆိုင်ဆန်စီဆေးစက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအချို့ပြုတယ်ဒီလုပ်ငန်းတွေနဲ့စီးပွားရေးတွဲလုပ်ပါအဆင်ပြေလိမ့်မယ်လုပ်ငန်းတည်လုံးမဲ့သူတွေအဲ့လုပ်ငန်းလေးတွေတွဲလုပ်နော်ထိုနံပစ္စည်းတွေလည်းမမိအိမ်မှာအဝင်ရှိတယ် နောက်ဆက်မျက်စိဝင်နာမျိုးမြေရမြေဝင်နာမျိုးပရိဘောကပစ္စည်းဝင်နာမျိုးသွတ်တန်တစ်ဝင်နာမျိုးအိမ်ပြေနာတို့အိမ်တစ်ဝင်နာမျိုးတွေရှိမယ်။နောက်အလူဒါနာလေးတွေကောင်းမှုကုသိုလ်လေးတွေပြုဝါကံလေးတွေရှိရဲပေါ့နော်။ကောင်းမှုကုသိုလ်လေးတွေမကြမကြပြုဝါတတ်တယ်ပေါ့နော်။အဲ့လိုမျိုးအဲ့တော့ဒီနေ့ပိုင်းထဲမှာပေါ့ယင်းနှမြုံနယ်မှုတွေမြင်းများဆဆာလောက်တာလေးတွေတတိထားအသိနေပေါ့နော်။အဲ့လိုမျိုး အဲ့တော့ဝင်နှန်းဆိုရင်တော့အလုံးမှာယာရုအဆင့်လုပ်ငန်းအဆင့်တိုးတက်မယ်เนาะယာရုလားစာတိုးမယ်ဒါမှမဟုတ်ဖီးယားတွေများမယ်အပြိုင်ဆိုင်တိုက်ခန်တွေများမယ်နာမည်ကုန်တင်းကြော်စောမယ်လူထင်ကြီးချင်းခံရမယ်သို့ပေမဲ့လည်းအတိုက်ခန်လေးတွေများမယ်ပေါ့เนาะဝင်ငွေအဆင့်ယာရုအဆင့်တိုးတက်မယ်ရွှေပြောင်းပြောင်းရွှေပြောင်းတဲ့ကိစ္စတွေပေါ်မယ်အဲ့တော့မမီးအနေနဲ့အထက်လူကြီးပြောင်းရွှေတော်၎င်းမမီးကိုယ်တိုင်တော်၎င်းအပြောင်းရွှေပြောင်းတဲ့ကိစ္စတွေပေါ်မယ်ကောင်းသောပြောင်းလဲခြင်းမျိုးတွေဖြစ်တဲ့အတွက်ပြောင်းလို့ပြောင်းလဲလို့ရတယ် ဆိုအပ်ဝန်ထမ်းတွေဆိုရင်တင်းတန်းတက်ရောက်ကိန်းတွေရှိရပေါ့နော်အတိုက်ခံတွေများမယ်အရရာကိုသတိနဲ့ပြောဆိုလုပ်ကိုင်းမှာနော်အဲ့တော့ကိုကမိမိရဝန်ထမ်းဆိုတဲ့အတွက်တပိုင်းတနံကိုပိုင်လုပ်ငန်းလေးနဲ့စီးပွားရေးတွဲလုပ်ပါနော်ဝင်ငွေတစ်ခုတည်းရည်တည်နေခက်ခဲနိုင်တယ်တပိုင်းတနံလေးတွေလုပ်ငန်းစီးပွားတွဲလုပ်တာလေးတွေနဲ့နော်ပြုလုပ်ပေးပါဒါဆိုပို့ကိုတည်းပို့ပြီးအားကောင်းတယ်ပေါ့နော်အလူမင်္ဂလာပြုတ်ရတဲ့တဲ့အလူတန်းလို့ရှင်တော့မလုံးဝရင်မင်္ဂလာပြုတ်ရတတ်ပါတယ်ဆက်ပစ္စည်းလက်အဝင်ရှိရလို့ပေါ်ပါတယ်เนาะဒီနေ့ပိုင်းထဲမှာ အဲ့တော့ရောင်းဝယ်လုပ်နေတဲ့သူတွေရောင်းဝါတက်မယ်အမြတ်ဆုံးလေးတွေရရှိမယ်ပေါ့နော်ရောင်းဝါကောင်းနေတဲ့အနေထားလေးမှာရှိတဲ့အမြတ်ဆုံးလေးတွေလည်း အဲရရှိနေတာမျိုးရှိမှာဒါပေမဲ့တချို့လားတွေမှာအရောက်ဝယ်ပါမယ်เนาะထင်သလောက်တော့အမြဲအဆုံမရတာမျိုးလေးတွေတချို့လားတွေမှာကြုံတွေ့ရမယ်ရောင်းဝါလေးတွေကတော့အလိုမျိုးတစ်ခါတရံကြာစင်းတာမျိုးလေးတွေတော့ရှိမယ်ပေါ့เนาะအဲ့တော့လုပ်ငန်းစီးပွားပိုင်းတွေကိုလုပ်တဲ့အရာမှာဒီနေ့မှာလောဘကြီးလို့လည်းမရဘူးပေါ့เนาะအရင်လောကစားတိုက်ပြီးတော့လုံးလုံးမရအောင်စိတ်ကိုအေးထားပြီးတော့လုပ်ငန်းစီးပွားလုပ်ပါလုပ်ငန်းစီးပွားနဲ့အတူပေါ့เนาะဘာသာရေးကာမှုကုသိုလ်လေးတွေတွဲပါကုသိုလ်ရေးဘာသာရေးအားနည်းလေးကန်တရာညံ့လေးဘာလို့လို့ခက်ခဲလေးတွေဖြစ်တယ်ပေါ့เนาะ ကောင်းမှုကုသိုလ်လေးတွေနဲ့ရှင်တွဲပြီးတော့ပြုလုပ်ပေးပါစာရေးစာရှားပါလို့စတော့ပေးဝတ်တဲ့ရှားပါလို့ဝတ်ထဲလို့ပေါ့နော်အဲ့တော့ဒါနသီလာကာမှုကုသိုလ်လေးနဲ့ဘဝကိုဖြတ်တန်းမယ်ဆိုရင်ခက်ခဲမှုတွေလွတ်မြောက်မယ်အဆင်ပြေမှုတွေလွတ်မြောက်မယ်နော်ကျေးဇူးမကင်းသူကိုကျေးဇူးဆက်ပါကိုဒုက္ခရောက်နေတဲ့အချိန်မှာကုညီခဲ့တဲ့သူအဆင်ပြေဖြစ်နေတဲ့အချိန်မှာကုညီခဲ့တဲ့သူလေးတွေကိုပေါ့နော်ကိုကတစ်ဖက်တစ်လမ်းနေပြီးတော့ပြန်ပြီးတော့နော်အာဒါကုညီထောက်ပံ့ပြီးတော့ငုံငယ်စီးပွားပိုင်းလေးတွေတွဲလို့ပါအရာရာအဆင်ပြေလိမ့်မယ်နော် နောက်ထပ်ငွေကြေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာငွေကြေးကဏ္ဍကတော့ငွေရှားတာလွယ်ကူတဲ့နှစ်လို့တော့ပြောလို့ရမယ်ပေါ့နော်။အငွေရှားတာတော့လွယ်မယ်၊ငွေဝင်မယ်၊ငွေဝင်လန်းလေးလည်းပေါ်လာမယ်။ဒါပေမဲ့လက်ထဲမှာတစ်ခါတရံငွေမမြဲတာမျိုးလေးတွေရှိမယ်ပေါ့နော်။ငွေရတော့ဝင်ပြီးတော့ကုန်စရာတွေများမယ်။ တစ်ဖက်ကလည်းဝင်းနေတစ်ဖက်ကလည်းပြန်ပြန်ကုန်စရာလေးတွေများမယ်ကိုယ့်ရဲ့မိသားစုအတိုင်းဝိုင်းကိုအကူအညီထောက်ပံ့ပေးနေရတဲ့မျိုးကြောင့်ငွေပြန်ပြီးတော့အထွက်များမယ်ပေါ့နော်မိမိကိုယ်တိုင်ငွေသုံးများနေမှုကြောင့်လည်းငွေကြေးကန်သာတာအထွက်များနေတတ်တယ်ကိုကြောင့်ငွေရခြွေတာသုံးစီးနဲ့ကန်းနဲ့သုံးနိုင်အဆင်ပြေမယ်ပေါ့နော်အဲ့တော့ငွေကိုတတိထားပြီးသုံးဆွဲပါ ်အမမီကလားစင်ဝင်ငွေထဲနေစင်ဝင်ငွေကိုပို့အားဆိုင်ပါပေါ့နော်အဲ့တော့ငွေရရှာဖွေနိုင်စုဆောင်းနိုင်မှာပို့ပြီးအားကောင်းမယ်ဒီနေ့မှာတေချာရှာပြီးတော့တေချာစုနိုင်ရင်တော့ပို့ပြီးတော့ငွေရနောက်နောက်နေ့တွေအတွက်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်အဲ့တော့ငွေရရှာနေတာပဲပေါ့နော်ဘာကြောင့်ဟိုပေါ့နော်ဒီထက်ရှာခိုင်းနေတာလဲအဲ့လိုမျိုးဟိုပြောမယ်ဆိုရင်ငွေရကြီးခန္ဓာတွေကဒီနေ့ကအားလေးအားနည်းနည်းကိုအတွက်ကောင်းနေရပါတော့အဲ့တော့အဖက်ဖက်ကနေရှာနိုင်ပို့ပြီးတော့အဆင်ပြေတာပေါ့ ကိုကငွေဝင်လန်းတစ်ခုတည်းကိုမထားဘဲနဲ့ပေါ့နော်။တခြားငွေဝင်လန်းလေးတွေပေါ့ရသလောက်ကိုရှာဖွေနိုင်မယ်ဆိုရင်ကို့အတွက်ငွေရပို့ပြီးတော့အားကောင်းတယ်လား။တခြားနှစ်တွေတခြားနှစ်တွေအတွက်ပို့ပြီးထောက်ပံ့ကောင်းနေရရှိမယ်။ငွေဝင်ဒါနကောင်းမှုပြုပါလုပ်ငန်းတိုးချဲ့ပေးပါနော်။အငွေဝင်ဒါမဲ့လောင်ကစားနည်းနဲ့ငွေရှာတာမျိုးဖြစ်နေနည်းနဲ့ငွေရှာတာမျိုးအထူးရှောင်ပေးရမှာဖြစ်ပါတယ်နော်။ငွေဝင်လာရင်ဒါနကောင်းမှုလေးတွေပြုဖို့တော့မမေ့သင့်ပါဘူးနော်။အဲ့တော့ဒါကတော့ဆင်မဒါငွေဝင်လာတဲ့အခါကျတော့ကုသိုလ်ကောင်းမှုလေးတွေပြုမယ်ဆိုရင်ငွေရပို့ပြီးအားကောင်း င်းလာပါလိမ့်မယ်เนาะနောက်ထပ်မိတို့အနေနဲ့အဲလူမှုရေးကဏ္ဍလေးတွေကိုတစ်ခုချင်းပြပြပေးသွားမယ်เนาะအဲ့တော့ဒီလက်ရှိနှစ်တွဲအာကြာတာပရိသတ်သမီးတွေလူမှုရေးကဏ္ဍလေးကတော့အစိုးကောင်းဒွန်ဒွန်းနေတဲ့နှစ်လို့ပြောလို့ရတယ်เนาะအစိုးတွေရောအကောင်းတွေရောဒွန်ဒွန်းမယ်လူမှုရေးကဏ္ဍလေးကတော့အနေငယ်တော့တတိထားရမယ်ပေါ့เนาะ အဲ့တော့မမီကိုပြိုင်ဆိုင်တဲ့သူတွေရှိမယ်လုပ်ငန်းပြန်ပဲစီးပွားပြန်ပဲတွေရှိမယ်။နောက်ကိုရဲ့ဝန်ထမ်းဆိုရင်လည်းအလုပ်ထဲမှာအတိုက်ခံနေတယ်များမယ်။ချိတ်ပြိုင်နေတဲ့သူတွေရှိရပေါ့တတိထား လူယုံဒုက္ခပေးတဲ့လူယုံထားလို့မရအောင်ကိုယ့်ရဲ့ကိုယ်ရဲ့ကိုယ်တိုင်ကိစ္စအိမ်နှင်းရဲ့စီးပွားရေးကိစ္စတွေကိုသူများကိုပြတ်ပြတ်တာတိုင်မင်တာတွေလုံးလုံးမရအောင်ကိုရှင်းမှာအကောင်းပြောပြီးကိုယ်ရမကောင်းပြောဆိုခြင်းခံရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့မမီးအနေနဲ့ပေါ့နော်အရာရာကိုသတိနဲ့ပြောဆိုလောက်ကိုင်းမှာစေတနာကောင်းကောင်းနာစိတ်ကောင်းကောင်းမွေးလို့အတော့အချိုးပေးလိမ့်မယ်နာမည်ခုန်သတင်းကြော်ဆောင်မဲ့ဖုံးကန်တော်မြင့်မဲ့လူထင်ချင်းခံရမယ်အပေါင်းသင်းတွေမိတ်ဆွေကောင်းတစ်တွေအပေါင်းသင်းတစ်တွေလည်းတိုးပွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးရှိရဲ့ အမေမမီးရဲ့ကရင်စာတာအရပေါ့နော်စကားပြောရင်လည်းမသတိထားပြီးပြောဆိုဆက်ဆံမှာအကြီးကဲထက်လူကြီးပိုင်းနေတဲ့တခါတလေအတရန်အစင်မပြပြထားမျိုးလေးတွေဂျုံတွေ့ရမယ်ပေါ့မမီးရဲ့ကပေါ့နော်အသိအဖွဲစီတွေမှာဥစည်းဥဆောင်မလုပ်တဲ့နဲ့နှစ်ပါအဖွဲစီတွေမှာဥဆောင်မီလုပ်မယ်ဆိုရင်အဲစိတ်ညစ်ရမယ် အာအတိုက်ခိုက်တွေများမယ်စိတ်ပင်ပန်းနေမယ်ထို့ကြောင့်မလုပ်တာတော့အကောင်းဆုံးကိုကူညီစရာရှိကူညီပေးလိုက်ပါတော့ထောက်ပံ့စရာရှိထောက်ပံ့လိုက်ကိုကဦးစီးဦးဆောင်ပြီးမလုပ်တာအကောင်းဆုံးပဲထို့ကြောင့်ဒီနေ့ပိုင်းထဲမှာအန်ဒီယကင်းကာလာလေးတွေနေ့စဉ်ရုပ်ပြီးဖြတ်တန်းပေးပါပါတော့အတိုက်ခိုက်တွေကင်းနိုင်မယ်နောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေပြပြပေးသွားမှာပါအဲ့တော့ကြာသာပေးသားသမီးရလက်ရှိဒီနေ့မှာကျမ်းမာရေးပိုင်းနေရာတော့ကြီးကြီးမားမားကြီးဆူဆူဝါးကြီးယောဂါဆိုတော့မကြောက်ရောက်ဘူးဒါပေမဲ့လည်း အနှဲငယ်စီတော့တခုချင်းစီတော့ဖြစ်တတ်တယ်လေပေါ့နော်နည်းနည်းလေးတော့ခြူချတတ်တယ်ရုပ်ရက်ထပြီးတော့ကျဲမအေးမကောင်းတာလေးတွေဖြစ်တတ်တာပေါ့နော်အဲ့လိုမျိုးတော့နာရန်ရှိယောဂမျိုးတော့မဟုတ်ဘူးရုပ်ရက်ဖြစ်တတ်တဲ့ယောဂပေါ့မကြာခဏဖြစ်တတ်တဲ့ယောဂလေးကလေးအောင်တာလေးရှိမယ်ဥကောင်းမကြီးတာအာအာယုံကျော်အားနေတာဥကောင်းပိုင်းနဲ့ပတ်သက်တာလေးတွေအကျော်အားနေတာလေးရှိမယ်ကာတရံမျက်စိအားနေတာလေးတွေပေါ့နော်အဲ့လိုမျိုးတွေရှိမယ်အကျော်တက်တဲ့ရားနာပေါက်တတ်တယ်နော်အရေပြားရားရဲ့နာလေးတွေပေါက်တတ်တယ်နောက်ပြီးတော့ ဒီရာသီကူးပြောင်းဖြားနာတာမျိုးတွေရှိမဲပေါ့နော်။နောက်တော့ရေလန်းခရီးရှောင်ပေးပါရေခဲရေတောက်တာမျိုးလေးပန်ကန်းနဲ့အိတ်တာမျိုးအေးအေးအေးတောက်တာမျိုးလေးတွေပေါ့နော်။အားလေးတွေတတိထားပါ။အော်အသက်ကြီးပိုင်းနေဆိုရင်ဖြစ်တတ်တဲ့ယောဂါတွေမှာလေယောဂါ လေနဲ့ပတ်သက်တဲ့ယောဂလေဖင်းတာတော့လေနဲ့ပတ်သက်တဲ့ယောဂကြီးပေါင်းယောဂနော်နောက်ပြီးအကျော်အားနေတဲ့ယောဂခြေထောက်နာတဲ့ယောဂဝမ်းပိုက်မကောင်းတာလေးတွေမကြမကြဖြစ်တတ်တယ်အသက်အန္တရာယ်ဆိုရင်ရှာမရှိပေမဲ့မက်တနာလေးဖြစ်မဲ့ခြူချတတ်တယ်တစ်ခါတည်းရဆေးတိုးဆေးတောက်လို့ရတာစေကန်းပြနေရင်ကြောင်ဝတ်တဲ့အတွက်ကျန်းမာရေးကိုလည်းနည်းနည်းလေးဂယုစိုက်ပေးပေါ့နော်ဒါဆူဆူဝိုင်းပြီးတော့မရှိနေဘူးပေါ့ကျန်းမာရေးခန္ဓာလေးပေါ့နော်အဲ့တော့ကျမ်းမာရေးလေးတွေကောင်းအောင်လို့အမြဲတမ်းပဲမိမိတို့အနေနဲ့ပေါ့နော်ငှက်ကလေးတွေလွတ်ပေးပါရေလူဆေးလူပေးပါနော် နောက်ထပ်မိမိတို့နဲ့အိမ်တွင်းအိမ်နောက်ရေခဏလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့လက်ရှိနှစ်မှာကြာသပတေးသားသမီးတွေအိမ်တွင်းအိမ်နောက်ရေခဏလေးတွေကြီးလိုက်တဲ့အခါမှာလည်းအဲအိမ်တွင်းပိုင်းလေးတွေမှာအနှဲငယ်အဆင်မပြေမှုလေးတွေကြုံတွေ့ရတတ်ပါတယ်တဲ့မိမိတို့အိမ်တွင်းနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေရှိမယ်အကြီးကထက်လူပြီးကြီးပန်းကြောင့်ပူပန်းနာမျိုးလေးတွေနော်အိမ်မအိမ်နွေးလေးအေးချမ်းမှုအနှဲငယ်အားနေတာမျိုးလေးတွေစိတ်ညစ်စရာလေးတွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်တဲ့ဒီနှစ်မှာနောက်ထပ် အိမ်အောင်ရိတ်ခန္ဓာနေတွေပေါ့အိမ်အောင်ဘက်နဲ့ကမကြခဏဆိုလိုစကားများရတာမျိုးရန်ပေါ်တာမျိုးတွေရှိမယ်မိအိမ်အောင်ဘက်ကြောင့်စိတ်ပင်မနာမျိုးတွေရှိရပေါ့နော်အဲ့တော့မမီးရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်တာတော့တော့အိမ်အောင်ဘက်အုပ်စုတိုင်းဝိုင်းနဲ့ပတ်သက်တာတော့တော့ဆင်းရဲစရာဆက်ရှုပ်စရာလေးတွေကြုံမယ်။နော်အိမ်အောင်ဘက်ကအပေါင်းသင်းမတ်တဲ့သူပျော်ပါတောင်းစားမတ်တဲ့သူဆိုရင်ရံများတက်တယ်အပူများတက်တယ်မိမိအိမ်အောင်ဘက်ကြောင့် စိတ်ညံ့နာမျိုးစိတ်ပင်မဲနာမျိုးတွေရှိမယ်တခါတည်းကအိမ်နောင်ဘက်ကအကျိုးပြုမှုအကျိုးပေးခြင်းကိုလည်းခံရတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အိမ်နောင်ရေးမှာအမျိုးသမီးဖြစ်စီနောက်ရှက်တွေမျိုးသားဖြစ်စီနောက်ရှက်လေးတွေကြုံလာနိုင်တဲ့သစ္စာရှိရှိလက်တွဲပါတော့အိမ်နောင်ရေးဆရာရှုပ်တာတွေဖောက်ပြန်တာတွေဖြစ်လာပါကမျိုးညှိုးလင်းထားတဲ့ပြဿနာလေးတွေတက်လာနိုင်တဲ့နောက်ရှက်တွေပေါ်လာနိုင်တဲ့အတွက်သစ္စာရှိရှိလက်တွဲပါစိတ်တူကိုယ်တူလက်တွဲနိုင်အေးချမ်းပါလိမ့်မယ်နော်အဲ့တော့အိမ်နွေးအိမ်နောင်ရေးပိုင်းလေးမှာနည်းနည်းလေးအားနည်းတက်တက်နှစ်ဖြစ်ပါတယ် နောက်ထပ်မေတ္တာဧကန္နာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့မေတ္တာဧကန္နာလေးတွေကငရေသူတွေတက်လက်ရှိဒီပေါ့เนาะဒီနှစ်ပိုင်းထဲမှာသာသာပရိသသမီးတွေရဲ့မေတ္တာဧကန္နာလေးတွေမှာစမ်းပွင့်တဲ့နှစ်တော့ဖြစ်တယ်ပေါ့နော်အခြေရစမ်းပွင့်နေပါတယ်အဲ့တော့ချစ်သူမရှိတဲ့သူတွေအထီးကျန်နေတဲ့သူတွေချစ်သူရည်စားရမယ်ပေါ့နော်အဲ့တော့ငရေသူတွေအတွက်ကတော့အခြေမှာစိတ်ဝင်စားတဲ့လူတွေများပြနေတဲ့ရွေးချယ်ခံခဲ့တာမျိုးတွေရှိမယ်ပေါ့နော် အဲ့လိုမျိုးဆရာလူချစ်လူခင်ပေါ်နေတယ်မမီကို948မီတာနဲ့ရော1500မီတာနဲ့ရောချစ်တဲ့လူခင်နဲ့လူပေါ်များနေတတ်တယ်ဒါပေမဲ့ငယ်သူလေးတွေအနေနဲ့ကတော့လိမ့်လေလဲပြားချင်းခံရတာမျိုးအခြေအမှပေါ့နော်အလိညာခံရတဲ့အတွက်သတိထားပါအရင်စိတ်နစ်လို့မရဘူးเนาะအချိန်တခုလေးလာပြီးတော့ရွေးချယ်ပါလေးလာပြီးမှဆုံးဖြတ်ပါเนาะအဲ့တော့စစ်သူစုံတွဲတွေအနေနဲ့ကတော့မမျှော်လင့်မဲနဲ့အိမ်အောင်ကြတာမျိုးတွေတွေကြုံတွေ့ရမယ်เนาะ အဲ့တော့မမိအိမ်မှာမညော်လင်မဲနဲ့တော့အိမ်အောင်ကြက်တက်တယ်ပေါ့နော်အဲ့တော့ချစ်သူကြောင့်စိတ်ပင်မဲနာမျိုးရှိမဲတချို့ချစ်သူစုံတွေတွေကဝေးကွာတာမျိုးเนาะတရားနဲ့တရားအနေဝေးမှုကြောင့်စိတ်ပင်မဲနာမျိုးနော်အဲ့လိုမျိုးတွေရောရှိလာနိုင်တယ်။နောက်ပြီးတော့အခြေခံတာလေးမှာအမျိုးသမီးနောက်ဆက်လေးတွေအဲ့လိုလဲပေါ်လာနိုင်တယ်။ကြားလို့နောက်ဆက်လေးတွေဝင်လာနိုင်တယ်ပေါ့နော်။အဲ့တော့အခြေဆရာရှုတာမျိုးအခြေမှာစိတ်မတည်ငြိမ်တာလေးမျိုးလေးတွေပေါ်လာနိုင်တယ်။ အဲ့တော့ချစ်သူကိုတန်တရားဝင်နာမျိုးလေးတွေတဝင်းတို့မူလေးကြောင့်အခြေရေးစိတ်ပြင်းမှန်းတက်တယ်စိတ်နစ်ထားတဲ့သူကတော့ပိုပြင်းမှန်းတက်တဲ့အတွက်အခြေရေးကိုစိတ်မြင့်နေဖက်နဲ့ပေါပေါပါပါထားမှရပါလိမ့်မယ်နော်အဲ့တော့နားလည်မှုနဲ့သစ္စာရှိရှိနဲ့လက်တွဲနိုင်တော့အေးချမ်းပြီးတော့ဇရာရှုပ်တာတွေဖောက်ပြင်းတာတွေဖြစ်လာမယ်ဆိုရင်မမျော်နေထားတဲ့ပြဿနာလေးတွေတက်လာနိုင်ပါတယ်နော်အဲ့တော့အခြေရေးခန္ဓာလေးတွေပါနောက်ထပ်ပညာရေးခန္ဓာလေးနဲ့ပတ်သက်ပြီးတော့ဆက်မပြပြပေးသွားပါမယ် အဲ့တော့ကြာသာပြည်သားသမီးလေးတွေရဲ့ပညာရေးခန္ဓာလေးတွေကတော့မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှုကြောင့်အောင်မြင်နိုင်တဲ့နှစ်ကိုရောက်ပါတယ်နော်။ဆရာကောင်းသမားကောင်းတွေနဲ့တွေ့မယ်အသိပညာဘူးသူတို့တိုးပွားမယ်ပြည်တွင်းအတတ်ပညာရောပြည်ပအတတ်ပညာရောသင်ကြားတက်မြောက်ရတာမျိုးလေးတွေတော့ရှိမယ်ပေါ့နော်။အဲ့တော့ပညာရေးခန္ဓာလေးတွေမှာပေါ့ခက်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 အဲခက်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 ကြိုးစားရုန်းကန်နိုင်တဲ့အဲနောက်ကနေပြီးတော့ကိုယ်ပံ့ပိုးမှုလေးတွေအားနည်းတတ်တာပေါ့နော်။အဲ့တော့တခြားအရာလေးတွေစိတ်နှိမ့်မှုကြောင့်ပညာရေးထိခိုက်တတာလေးတွေရှိတယ်မမီးကစိတ်ကောလိုအောင်နှိမ့်ပြီးတော့ 調査နိုင်ရင်တော့အဆုံးထိအောင်မြင်နိုင်တယ်ပေါ့နော်အသိပညာဘူးသူတို့အလေးတွေတိုးပွားနိုင်တာပေါ့အဲ့လိုမျိုးလေးတွေရှိတယ်နော်ဒါပညာရေးကဏ္ဍပါနောက်ထပ်နိုင်ငံခြားကဏ္ဍပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာနိုင်ငံခြားခီအကောင်းနေပါတယ်ပြည်တွင်းပြည်ပခီးတွေလည်းရှိတယ်နော်ပြည်ပခီးကံနှစ်လပိုင်းပေါ့နော်နေကုန်မိုင်းမှာပို့ပြီးအားကောင်းတဲ့ရန်နာထားတဲ့ခီးစင်လေးတွေပြန်ပြီးအဆင်ပြေတာမျိုးကြံ့ညာတဲ့ခီးစင်လေးတွေပြန်ပြီးအဆင်ပြေတာလေးရှိရဲ့ခီးစင်တွေကတော့အခက်အခဲ အဲအထင်းကုန်တွေအကုန်ကြတွေများပြီးတော့အဆင်ပြေမယ်အဲ့တော့ပြပထွက်ဖို့ရှိရင်ပြည်တွင်းခီးစင်တွေရန်နာပါအဲ့တော့ပြပထွက်ဖို့မရှိတဲ့လူတွေကတော့ပြည်တွင်းပြည်တွင်းခီးစင်တွေသွားလာဖို့အဆင်ပြေပါတယ်เนาะအဲ့တော့ပြပထွက်မဲ့သူတွေကပြည်တွင်းခီးစင်ရန်နာမှသာပြပခီးစင်အပိုကောင်းလာလိမ့်မယ်เนาะနောက်ထပ်ဆောင်ရွက်ရှောင်းလေးတွေပြောပြပေးပါမယ်နောက်ထပ်ဆောင်ရွက်ရှောင်းရလေးတွေမဆောင်ရွက်နေတဲ့ဒီနေ့ကတော့ဘာသာရေးရဲ့ဒါနသီလကောင်းမှုကုသိုလ်တွေเนาะအဖြတ်တန်းပေးရမှာပါခင်မုန်းကြီးဆယ်ပါးကိုအမြဲတမ်း ပူဇော်ကြတော့ပါနော်တကြီးရွယ်ဦးလေးတွေကိုပူဇော်ကြတော့ပါအာနေစင်ပေါ့နော် နေတိုင်းမှာမိမိတို့အနေနဲ့ဘာသာတရားလေးတွေကိုကိုင်းဆိုင်မယ်ကာမကုသိုလ်လေးတွေပြုလုပ်ပြီးတော့ဘဝကိုဖြတ်သန်းမှာနေစဉ်လုပ်ငန်းလုပ်တဲ့နေရာမှာလက်ပွင့်ကာရလက်နိုးကာရအန်ဒီကင်းကုံတော်လေးရွတ်ပိုင်အန်ဒီကင်းတုတ်တန်လေးတွေရွတ်ပြီးတော့ဖြတ်သန်းမှာခက်ခဲမှုတွေလွတ်မြောက်မယ်။ရှောင်းရံအနေနဲ့ကတော့မေတ္တာစားခြင်း၊နောင်ကစားပြုလုပ်ခြင်းပျော်ပါးเนาะဒါလိုက်စားတာအမှုခင်းပြဿနာလေးတွေအထူးရှောင်ပေးရမှာပါเนาะ။ အဲ့ဒီနေ့အတွက်အချိုးပေးကနန်းလေးတွေပြပြပေးပါမယ်ဒီနေ့အတွက်အချိုးပေးကနန်းလေးရတော့9ကနန်းခွန်ကနန်း2ကနန်း3ကနန်းကအချိုးပေး lucky ကနန်းလေးတွေဖြစ်ပါတယ်အချိုးပေး lucky color လေးကိုကြီးလိုက်တဲ့အခါမှာပန်းရောင်နောက်ပြီးတော့အနက်ပွင့်အနက်ရောင်လေးတွေနီညိုပွင့်နီညိုရောင်ခဲရောင်လေးတွေတော့အချိုးပေး lucky color လေးတွေဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောခီးစဉ်တွေအရေးကြီးသောကိစ္စအဝဝပြုလို့ပြောဆိုရမှာဝစ်စင်သုံးပြုခြင်းဖြင့်ကန်ဆာတာပွင့်လန်းစေပါလိမ့်မယ်နော် အဲ့တော့ဒီတနေ့လုံးမှာမမီတို့อ่ะဗော နော်တာတာပရိသားသမီးတွေကမမီအိမ်မှာကန်ကောင်းစီဖို့အတွက်ပြုလုပ်မယ့်ရေဒီယာလေးတွေပေါ့ဒီတနေ့လုံးအတွက်ကန်ထောက်ပံ့ပေးမယ့်ရေဒီယာလေးတွေပြပြပေးပါမယ်အဲ့တော့မမီအိမ်ဖမ်းမှာအမြဲတို့ထောပတ်ထမင်းသုံးမုတ်ပေါင်မုတ်ထောပတ်တုပ်လေးတစ်ပွဲအမြဲတမ်းလူပါစေပဲပန်းနှင်းစီပန်းလေးတွေအမြဲတမ်းကက်လို့ပြီးတော့လူရဆူတောင်းပေးပါမမီတို့ရဲ့မွေးနံထောင်လေးတွေပေါ့နော်သွားမယ်အဲ့တော့မမီတို့ရဲ့မွေးနံထောင်လေးတွေမှာသွားပြီးတော့နော်ငွေထီးကိုလက်နော် ်အမြဲတမ်းကတ်လူပေးပါငွေထီးပေါ့နော်ငွေရောင်ထီးလေးတွေကိုလည်းအမြဲတမ်းကတ်လူပေးပါအာလိုရာဆူတောင်းပေါ့နော်မွေးနံထားမှာကတ်လူပြီးတော့လိုရာဆူတောင်းပေးပါအမြဲတမ်းပဲပေါ့တော့နေ့စဉ်တန်ဘုတ်တွေကာရာစိန်နာမဏိကာရာစတာဘဝကာရာလေးယူပြီးတော့နော်ဒါကိုကိုအိမ်မှာနော်အလုံးလုံးနေဖြစ်ဖြစ်နော်စီးပွားရှာနေဖြစ်ဖြစ်ပြုတ်လုပြီးတော့ယူပွားပြီးတော့နေ့စဉ်ဖြတ်သန်းမှာတဲ့နော်ခက်ခဲမှုတွေလွတ်မြောက်လာပါလိမ့်မယ်နောက်ထပ် ဒီတလားဒီတနည်းလုံးပေါ့နော်အညာခိုက်လေးတွေမကြားရအောင်ညံ့နေတဲ့အညာလေးတွေရှိရင်လည်းကြည်အောင်ပေါ့ပြုတော့မယ်ရေတရာလေးကတော့မိမိတို့ရဲ့လူသွားလမ်းနေနော်ဒါဖုံကြီးအဖုံကြီးကြောင်းနေနောက်ပြီးတော့ဒီတိန်လန်းပေါ့နော်တိန်လန်းနေမှာပေါ့နော်ဖုံကြီးကြောင်းနေမှာတပြည့်စီလူမယ်တပြည့်စီလဲမယ်လမ်းသွားလမ်းနေကိုပေါ့နော် နောက်ပြီးတော့ခြေသုပ်ဝေလေးတွေလှူမယ်ခြေသုပ်ဝေလေးတွေမကြမကြလှူပေးပြီးတော့เนาะဆူတောင်းမယ်နောက်သူ့တဲ့အသက်ချင်းရှောင်ပေးရမယ်เนาะသူသူတစ်ပါးအသက်ကိုတက်တာလေးတွေရှောင်ဟိုဥပမာငါးအရှင်လေးတွေအစပေါ့เนาะအဲ့လိုမျိုးလေးတွေတက်တာစာရှောင်ပေးပါသူ့တဲ့တက်ချင်းရှောင်အမြဲလို့တတော်ဝါလေးတွေအစာကျွေးပါเนาะပြီးတော့ကာမကုတ္တကံကြောင့်ကိုယ်မှာရှိတဲ့အညာခိုင်လေးတွေပပျောက်ပါစေ ူသွားလမ်းနေတန်းရှေးလောက်တာမျိုးလေးတွေเนาะလမ်းပြင်တာလမ်းခင်းတာမျိုးလေးတွေပြုလုပ်ပေးပြီးတော့လေဤကောင်းမှုကုသိုလ်လေးကြောင့်ကိုယ်မှရှိတဲ့အញ្ញမ်းခိုက်တွေရှင်ပြပြပါသေးပြောပြီးတော့ပြုတ်လောက်ပါထို့ကုသိုလ်ကောင်းမှုလေးတွေပြုတ်လို့ချင်းမြအញ្ញမ်းခိုင်တွေပြပြပါလိမ့်မယ်ဒါဒီတနေ့လုံးအတွက်ကိုကြာတာပရိသတ်သမီးတွေအတွက်ဒါဒီတနေ့စာလုံးကန်စာတာနဲ့ဆောင်ရမ်းရှောင်းနဲ့ပြုတ်လို့မယ့်ရေရာလေးတွေကိုပြပြပေးတော့တာဖြစ်ပါတယ် တော့ဆင်မပြောတဲ့အတိုင်းဆောင်ရွက်ဆောင်လေးတွေကုတို့ကောင်းမှုလေးတွေပြုလုပ်ပေးပြီးဘဝကိုဖျက်သိမ်းမယ်ဆိုရင်တည်တင်းနေတဲ့အတွက်ရာရာကန့်ကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါလိမ့်မယ်ထို့ကြောင့်ဒီနှစ်တွေမှာကြာတာပြေးသားသမီးတွေအဆဆအရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂပေးအန်ဒီပေးတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမဆောလာနယ်နီကလည်းဆုတောင်းမေတ္တာပို့သလိုက်ပါရဲ့ရှင်